တော့တော့ထဲမှာဒီမြေအိုးနဲ့လူအယုတ်ဗီဒီယိုကိုတွေးမိကြမှာပါဖြစ်စဉ်ကတော့နမည်ဖိဘွန်ဒီအသက်၄၂နှစ်အမျိုးသားကသူနဲ့သူ့ရဲ့သူငယ်ရှင်ကရေထဲမှာရှေ့ဟောင်းပစ္စည်းတွေရှာဖွေတဲ့အလုပ်လုပ်တယ်။ဒီပြီးခဲ့တဲ့9လပိုင်း23ရက်နေ့တုန်းကဖိဘွန်ဒီနဲ့ဖိဘွန်ဒီရဲ့သူငယ်ရှင်ကထိုင်းနိုင်ငံကမ်ပိန်းဖေးနှစ်ထဲမှာပုံမှန်အတိုင်းရှေ့ဟောင်းပစ္စည်းတွေရှာဖွေကြတယ်။အဲ့ဒီနှစ်ထဲမှာဖိဘွန်ဒီကမြေအိုးတလုံးတွတ်တွေ့တော့ယူထုတ်လာလိုက်တယ်။ မြေအိုးကအကွဲရတွေလည်းမရှိဘူးမြေအိုးရဲ့အပဝကိုအသားစနဲ့ပိတ်ထားပြီးပရိတ်ကြိုးနဲ့ပတ်ထားတဲ့ဖိပွန်ဒီနဲ့သူငယ်ရှင်ကအိုးထဲမှာတန်ဖိုးရှိတဲ့ပစ္စည်းရတနာတွေရှိမယ်ထင်ပြီးဖြင့်ကြည့်လိုက်ကြတယ်ဖြင့်ကြည့်တော့အထဲမှာဘာရတနာမှမရှိဘူးပုံထဲကလူအယုတ်တယုတ်ပဲရှိတယ်အယုတ်ကဖီယောင်းနဲ့ပြုတ်လောက်ထားပြီးပရိတ်ကြိုးနဲ့ပတ်ထားတဲ့ပြီးတော့အဲ့ဒီအယုတ်ပေါ်မှာတန်မိုးအကြီးကြီးတစ်ခုထိုးထည့်ထားတဲ့ ဖိပွန်ဒီအဲ့လိုတွေ့တော့တက်တိန်ထတယ်ဒါပေမဲ့အယုတ်ကိုကယ်ရှင်လို့အဲ့ဒီလှောက်ခံရတဲ့သူကိုကူညီရှင်လို့တန်မိုကိုဆွဲထုတ်ပေးလိုက်တယ်ရှင်တယောက်ယောက်ကအောက်လန်းနဲ့လှောက်တာခံရတာရှင်ဖိပွန်ဒီကအဲ့ဒီဗီဒီယိုကို Tok Tok ထဲမှာတင်လိုက်တယ်။နရက်အတွင်းမှာအဲ့ဒီဗီဒီယိုကိုကြီးရှုသူပေါင်းခုနှစ်တန်းရှိတယ်ရှင်။ comment တွေလည်းအများကြီးပဲ။ပြီးတော့အမျိုးမျိုးရေးထားကြတယ်။တချို့ကအဲ့ဒီအယုတ်ပေါ်ကတံမိုကိုတောင်းဝယ်ကြတယ်။ ဘတ်တောင်ထီတောင်ဆေးပေးကြတယ်ဘာယူသွားလို့ဖို့လဲတော့မသိဘူးရှင်တချို့လဲဖိဘူးနီကိုဖိဘူးနီအက်ဒီမြေအိုးကိုသွားမထီတင်ဘူးဖိဘူးနီကအက်ဒီအိုးကိုဖွင့်လိုက်တော့အက်ဒီမကောင်းတဲ့အရာကဖိဘူးနီကိုထဲကိုဝင်နိုင်တယ်ဖိဘူးနီကိုထိခိုက်နိုင်တယ်ကြောက်စရာကောင်းတယ်ဖိဘူးနီမကောင်းတာကြုံရတတ်တယ်ဖိဘူးနီတတိထားတော်လို့ပြောကြတဲ့သူတွေအများကြီးပဲရှင် တချို့လည်းဖိပွန်ဒီအဲ့ဒီအိုးကိုဖွင့်ပေးလိုက်တော့အဲ့ဒီလောက်ခံရတဲ့သူကလွတ်သွားပြီဖိပွန်ဒီကုတူရပါတယ်အဲ့ဒီမကောင်းတဲ့အရာကဖိပွန်ဒီကိုမဝင်လောက်ပါဘူးအဲ့လိုမျိုးရေးတဲ့သူတွေလည်းအများကြီးရှိရဲ့ရှင်အများစုကတော့ကြောက်တယ်ကိုဆိုသွားမထည့်ရဲ့ဘူးကျက်တိန်ထားတဲ့ဒီလိုမျိုးရေးတဲ့သူကခက်မများရှင်သူငယ်ရှင်တို့ရောဒီလိုမျိုးအိုးကိုတွေ့ပြီ အိုးထဲဒီလိုမျိုးအယုတ်ရှိရင်သွားထိရဲလားသွားကန်ရဲလားရှင်ရွှေအိမ်တယောက်ကြောက်တက်လို့သွားမထိရဲဘူးဒီပုံစံကစက်ကားဆက်လန်းတွေထဲမှာပဲတွေ့ဘူးတဲ့အပြစ်မှလည်းတကယ်ရှိတယ်ပဲနော်ရှင်စက်ကားထက်ကအတိုင်းခံရတဲ့သူကအဲ့လိုမျိုးဖြစ်လာတော့မသိဘူးဒီနေ့တည်င်းထောက်တွေကဖြစ်ပွန်ဒီကိုမေးမြန်းမှုတော့လုပ်ကြတယ်ဖြစ်ပွန်ဒီကတော့ပုံမှန်အတိုင်းမြစ်ထဲရေထဲချောင်းထဲမှာအရှိဟောင်ပစ္စည်းတွေကိုရှာဖွေနေတော့တည်င်းထောက်အပါအဝင်အားလုံးကဖြစ်ပွန်ဒီကိုစိတ်ပူကြလို့ရှင်ဖြစ်ပွန်ဒီပြောတာကတော့ အခုထိတော့ဘာမှအိမ်မက်မမက်သေးတယ်လို့မကောင်းတဲ့အရာတွေနဲ့လည်းမကြုံရဘူးဒါပေမဲ့ comment ထဲမှာခက်မများကကြောက်တယ်ဖြစ်ပွန်ဒီခယူဆိုင်နော်ဖြစ်ပွန်ဒီအဲ့လိုမျိုးကုတိုသွားလုံးနော်အဲ့လိုမျိုးပဲရေးကြလို့ဖြစ်ပွန်ဒီလဲစိတ်အေးအောင်စိတ်ငြိမ်းချမ်းအောင်ဒီနေ့နဲ့ဖုန်ကြီးเจ้าကိုတွားပြီး ြင်းမှုရေးသွားချိုးလာပြီပြီလို့ပြောတယ်ရှင်။အဲ့ဒီအယုတ်ရောတတ်မှုကိုရောပြစ်ထုတ်လိုက်ပြီလို့ဖိဘူဒီကပြောတယ်ရှင်။ဒီကိစ္စမော်ပလာကဘယ်လိုပြောလဲဆိုတော့မကြောက်ကြပါနဲ့မထိတ်လန့်ကြပါနဲ့မယုံကြပါနဲ့လို့ပြောတယ်ရှင်။အလောက်ခံရတဲ့သူကဘာမှမဖြစ်လောက်ဘူးတကယ်မရှိလောက်ဘူးလို့မော်ပလာကပြောတယ်။သူငယ်ရှင်တို့ရောဒီလိုအရာတွေကိုယုံကြည်ကြလားရှင်။တကယ်ရှိမရှိတော့မသိဘူး။ ။ဒါပေမဲ့ဆဆအဒီဗီဒီယိုကိုတွေ့တော့ချက်တင်တကယ်ထားတယ်ရှင်ပြီးတော့ကြောက်တယ်။သူရှင်တို့ရောဒီလိုမျိုးအရာကိုယုံကြည်ကြလားမသိဘူး။